တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့30ရက်နေ့တော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတိယမြေကိုဖန်တီးနိုင်တယ်ရှင်းပန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖွင့်နိုင်တယ်မူလစီစဉ်ထားခြင်းမရှိဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့ချင်းတွေကိုသုံးချပြီးအောင်မြင်မယ်လူမျိုးခွဲချိုးပေးမယ်ရောင်းမဝင်မဖြစ်တတ်တဲ့ငွေချီးပစ္စည်းချင်းကားရင်စုံသွားတတ်တဲ့အမေဖွားတို့ကျမ်းမကြီးချူကြမယ် ကိုယ်တိုင်တွင်၎င်းမိသားစုတွင်ခရီးကိစ္စအစဉ်ပြေမဲ့ပြည်တွင်းသမဂ္ဂပြည်ပခီးတွေသည့်စီစဉ်အောင်မြင်နိုင်ခြင်းရှိမယ်ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစံစာနေပေါ် application ကိုအသုံးပြုပြီးတော့မင်းများလိုက်ယုံတဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေပေါ် application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်။ 22ရက်နေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိပြီးတော့အလိုရှိရာပြည့်စုံခြင်းတွေရှိမယ်။23ရက်နေ့မှာငွေကြေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြည့်စုံမဲ့24ရက်နေ့မှာဥတီချက်တဲ့လုပ်ငန်းချင်းတွေရဲ့ကောင်းသောအကျိုးပေးမှုတွေရှိမယ်။ရန်နဲ့ထိတိုက်တွေ့မယ်။25ရက်နေ့မှာပေါ်လာတဲ့ခွင့်ရေးတွေကိုလက်တွေ့သုံးချပြီးအစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်။26ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းရှိမယ်။ 29ရက်နေ့မှာအရာရာဆင်ပြေခြင်းတိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်28ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတက်လန်းပေါ်မယ်စီးပွားကံတိုးတက်မှုရှိမယ်အလုပ်ပေါ်တွေကြုံမယ်29ရက်နေ့မှာစိတ်ရှုပ်ထွေးစရာနဲ့ထင်မှားစရာတွေဖြစ်ရှင်းရမယ်30ရက်နေ့ကတော့ပျော်ရွှင်ချမ်းမြေ့စရာနဲ့စိတ်အေးချမ်းသာစရာတွေကြုံမယ်31ရက်နေ့မှာခီးကံလုပ်ငန်းကံဘဝကံတိုးတက်ခြင်းတွေရှိမယ်22 23 24 25 26ရက် ဆက်တဲ့အဲ့ဒီရက်တရားခေါင်းစည်းခေါင်းဆိုပြုရဲ့အမတန်ကောင်းတဲ့ရက်တွေဖြစ်ပြီးတော့23ရက်နေ့အဲ့ဒီနေ့မဟာရကျမ်းနဲ့တိုက်ဆိုင်တဲ့အဲ့ဒီနေ့မှာအရှိတော်ရောက်ကုန်တည်သွားစဉ်အနေရှိတတ်တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွာလာနေထိုင်ကျူးဆက်ရမယ်29ရက်နေ့မှာနဂဘောရက်ဖြစ်ပြီးအရှိရကုန်တည်သွားစဉ်အနေရှိတတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်အသွာလာနေထိုင်ကျူးဆက်ရမှာဖြစ်ပါတယ်30ရက်နေ့ ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီမှာငွေကြေးကိစ္စအတွက်ပြောဆိုဆောင်ရွက်ခြင်းနေမှတ်သမျှအောင်မြင်ကြိုးပမ်းခြင်းကိုရရှိနိုင်တယ်ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးစုနေ့ကောင်းကျိုးပေးတယ်တင်းငွေနေ့တင်းလာမွေးစုများကြောင့်စေနောင်ရှိတိဖြစ်တတ်တယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးမှနှစ်ခွန်ကိုးကနန်းနေ့ကြိုးပေးပါတယ်ဒီပြညွတ်တညွတ်ကိုအမွေးနာသာပဲပြန်ပြီးအမြင့်တဏီယာမှာတည်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်